ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျလက်ရှိမှာတော့ကျွန်တော်တို့ရဲ့မြန်မာဖိုက်တာပုံညာစာနောက်ထပ်ခြေလှမ်းတစ်ခုကိုလမ်းတော့မယ်လို့ထုတ်ပြောလာပါတယ်သူရေးထားတဲ့စကားအသုံးအနှုန်းတွေရတော့တကားတစ်ခုဖွင့်လင်မယ်ပေါ့လေတကားတစ်ချက်ကိုသူပိတ်ခဲ့ပြီးဘိုင်းကြောခိုင်းလိုက်ပြီးနောက်ပြီးတော့ရှေ့ကိုရှေ့လမ်းထုတ်ပြီးတော့လမ်းတစ်ကိုသူလျှောက်တော့မယ်ပေါ့ဒီတော့တကားတစ်ဖွင့်နေမှုပေါ့လေဒီမှာရင်ပြိတ္တတွေက ပုံညာဆိုင်ဘယ်ကိုရှင်းလင်းတင်လှမ်းမလဲဘယ်ပြိုင်ပွဲမှာဝင်ထိုးမလဲဆိုတာကိုစိတ်ဝင်စားရှိလာကြတယ်။အားလုံးက one championship ဒါမှမဟုတ် UFC ဖြစ်နေမယ်လို့မှန်းဆကြတာပေါ့လေ။ဒီနှစ်ခုကြားမှာကျွန်တော်အနေနဲ့ကျွန်တော်ထင်မြင်ချက်ကိုပြောရရင်ပုံညာဆိုင်ဟာ one championship ကိုမရွေးသင့်ပါဘူး။ UFC ကိုပဲရွေးချယ်သင့်ပါတယ်။ခက်ခဲပေမဲ့ UFC ကသူ့အတွက်ဘဝအာမခံချက်တစ်ခုကိုပေးပါလိမ့်မယ်။ ီလိုပြောရတာကတော့ဝမ်ဟာ MMA ကစားသမားတွေပေါ်ထမလေးစားမှုမရှိတော့ပါဘူးဒါကိုဝမ်ချန်ပီယံရှစ်ကိုစွန့်ခွာသွားတဲ့ MMA ဖိုက်တာတိုင်းထုတ်ပြောခဲ့ဥပါတယ်ရန်နီယာဒီရီတာကိုပဲကြည့်ပါကို UFC မှာနေရာတစ်ခုရရှိနေပြီဝယ်စင်နေမှာလည်းအစွမ်းပြနိုင်တယ်ရန်ကင်းနေလည်းမြင့်တက်လာတယ်ဒီတော့ဒီတာသာရှေ့မှာဆက်ပြီးတော့ နိုင်ပွဲတွေရလာခဲ့ရင်သိမ့်မကြရင်ကာလာတွင်သူဟာထိတ်တန့်စင်ကိုရောက်လာမှာပဲထိုးကြီးလည်းမြင်သွားမှာပါပဲ UFC က MMA ကစားသမားတွေအတွက်ပွဲစဉ်အများကြီးရှိနေတာဖြစ်တယ်လက်ရှိမှာရှင်းဖိုက်တာလေးကြိုးရှွာပန်းအရန်အောင်မြင်နေပါပြီ ranking လည်းဝင်လာပြီအခုရှေ့လာမဲ့ဇွန်လမှာထိုးရမယ့်ပွဲစဉ်မှာ silver ကိုသူနိုင်လိုက်မယ်ဆိုရင်သူ့ရဲ့ ranking ကလည်းမြင့်တက်သွားမယ် ranking တက်က30လဲကိုဝင်နေတဲ့ fighter တယောက်နဲ့ရှေ့လာမဲ့ပွဲမှာ ထပ်ပြီးထိုးခွင့်ရဖို့သူတည်ကြသွားလိမ့်မယ်။တနည်းမှာအနေဆုံး၄ပွဲလောက် Joshua Ban ရရှိနေပြီ။ဒီတော့ MMA fighter တယောက်အတွက် UFC ကပို့ပြီးအခွင့်အလမ်းများတယ်ဆိုတာဒါသက်သေခံလို့နေပါတယ်။ပုံညာဆိုင်အနေနဲ့ One Championship ကိုလာမယ်ဆိုရင် One Championship ကတော့သူ့ကိုအစောပိုင်းမှာအထိုးခြင်းမြင့်မှာပေးလိမ့်မယ်။မလုံးနေပြီးတော့ဆွဲဆောင်လိမ့်မယ်။ဒါပေမဲ့ ခုချိန်ထိဝမ်းမှာကျင်လည်နေရတဲ့ MMA fighter တွေကတနှစ်ကို2ပွဲလောက်3ပွဲလောက်ရဖို့တော့အနိုင်နိုင်ဖြစ်နေတယ်3ပွဲလောက်ရဆိုအရန်အရန်ကိုကန်ကောင်းလို့အဲ့လိုနေတာဖြစ်နေတယ်သူက MMA fighter တွေထက်ရှင်ရင်မွေထိုင်းနဲ့ kickboxing fighter တွေကိုပို့ပြီးအသားပေးတဲ့ပြိုင်ပွဲသဘောဖြစ်နေပါတယ်ဒီတော့ MMA fighter တယောက်တည်းအခွင့်အလမ်းအရန်ကိုနှဲပါပါတယ်ပုံညာဆိုင်ကတက်တစ္ဆာ fighter တယောက်ထိုးအားလည်းရှိတယ်ကောင်းလဲကောင်းတယ် အစွမ်းစားလေးရလေသူ့မှာအညွတ်တလူလူဖြစ်နေတဲ့အချိန်ဒီတော့ဝမ်းကိုသာတူလာခဲ့မယ်ဆိုရင်သူ့တော့ပွဲရရှိမှုတွေနေပါသွားပြီးတော့သူ့အစွမ်းစားတွေမင်းမိန်သွားလိမ့်မယ်သူ့ရဲ့နာမည်တလုံးဟာတဖြည်းဖြည်းမင်းမိန်သွားတဲ့အနေထားရောက်သွားမှာတော့မလိုလားမီတဖက် USC မှာတော့ခက်ခဲမယ်ဒါပေမဲ့အစွမ်းပြနိုင်ရင်ဂျိုရှွာဘန်လိုပဲလမ်းတစ်ခုဖောက်ပြီးတော့ပုံညာဆိုင်ဆိုတဲ့နာမည်ဟာပြည်သက်တွေကြားမှာထဲထဲဝါရှိလာဖို့ ေချာတော့ရှိပါတယ်ပြီးတော့ MMA ကိုအသားပေးတဲ့ပြိုင်ပွဲတို့ခုဖြစ်တဲ့တော့ UFC မှာဆိုရင်ပုံညာဆိုင်တော့ကအခွင့်အလမ်းနေနောက်ထပ်ထပ်ပြီးတော့ရရှိမဲ့မျောလင့်ချက်အစ်စ်တွေအဲ့နေရာမှာရှိနေမှာပါ။ဘာကြောင့်မျောလင့်ချက်အစ်စ်လို့ပြောရတယ်လဲဆိုတော့ကိုယ်ကစွမ်းပြနိုင်ရင်ထိုးကြည့်ရလဲမြင်လာမယ်။ပွဲစီစဉ်ပေးမှုမှာလဲပွဲရရှိမှုကနည်းနည်းများလာမယ်။အနည်းဆုံးဂျိုရှွာဘန်လိုပဲတစ်နှစ်မှာ၄ပွဲလောက်ရ ဒါပြီးခဲ့နှစ်ကဆိုဂျိုရှွာမန်၄ဘွဲ့လောက်ရလေအဲ့လို၄ဘွဲ့ပဲရဘုံညာဆိုင်အတွက်အခွင့်အလမ်းကြီးတစ်ခုဖြစ်သွားပါလိမ့်မယ်ဘဝပြောင်းလဲတစ်ခုဖြစ်သွားပါလိမ့်မယ်ဒီတော့ဝမ်းချမ်ပီယံရှစ်ကိုလာရင်ကိုယ့်ရဲ့ပွဲရရှိမှုနေထားလဲမသိကြနာမည်ကလည်းအခက်မသိရင်မင်းမိန်သွားမှာတချို့ဖိုက်တာတွေဝမ်းမှာဘာမှထဲထဲဝါဖြစ်မလာလို့ UFC ဘက်ကိုပြောင်းပြီးတော့ခုန်ကူရတယ်လို့ဖြစ်တယ်လို့ကိုလည်းနောက်မှကူရမျိုးဖြစ်ရင်နောက်ကြတာပဲဖတ်တင်ပါလိမ့်မယ် ။ဒါကြောင့်အခုလမ်းတစ်ဖောက်မယ်ဆိုတော့ရှေ့လာမဲ့ပွဲကဒါအဖြေဖြစ်လာအောင်ပါပေါ့လေ။တိတ်မကြခင်မှာအဖြေထွက်မှာပေါ့။ပုံညာဆိုင်1ချမ်းပြန်ရှစ်မှာထိုးမလား။ USB မှာထိုးမလား။ဒါမှမဟုတ်ချပြန်ွက်တစ်ခုလားဆိုတော့ကျွန်တော်တို့သိချင်အောင်ပါပေါ့လေ။ဒါပေမဲ့ကိုရီးယားတော့ပုံညာဆိုင်လိုအစွမ်းစားရှိတဲ့ fighter တယောက် USB မှာထိုးတာကအဖြစ်တင်ဆုံးနဲ့အဲ့နေရာမှာအမြင်ကျင်ဆုံးပဲဖြစ်တယ်ဆိုတာကိုဒီနေရာကနေသုံးသပ်ပြောကြားတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ tissue အပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။